โอเคเอาละเหมือนล่ะครับโอเคบาดีทีเข้ามาတော့ကျွန်တော်မဆွေတငယ်ချင်းများကိုကျွန်တော် GU မီးရတစ်ဖိုင်နဲ့တစ်ဖိုင်ရှိတ်ဖိုင်တွေကိုကျွန်တော် H pole လောက်တဲ့နီးလေးနဲ့ကျွန်တော် inspo လောက်တဲ့နီးလေးကို DVD မှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်တို့ဒီ GU မီးရဖိုင်ကိုကျွန်တော် H pole ထုတ်มาဖြစ်တဲ့အတွက်ကို GU မီးရဖိုင်ကိုကျွန်တော်ဖွင့်လိုက်မယ် ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီလေယာကို တခြားဂျီယိုမီယာဖိုင်နဲ့ကိုကျွန်တော်တို့ကျွန်တော်ရှိတ်ဖိုင်နေနဲ့ကျွန်တော်ထုတ်မှဖြစ်တဲ့အတွက်ကို manage data ကိုနေမယ် manage data နေပြီးတော့ကျွန်တော် export to နေမယ်ပြီးရင်ကျွန်တော်ရှိတ်ဖိုင်ကိုရွေးမယ်နော်ရှိတ်ဖိုင်ကိုကျွန်တော်နေလိုက်မယ်ပြီးတော့ကျွန်တော် plus sign လေးကိုနေပြီးရင်ကျွန်တော်ကိုဆွဲကျင်တဲ့လေယာကိုကျွန်တော်တို့ marketing ပြီးမှဖြစ်ပါတယ်ဒါလေးကိုကျွန်တော် marketing ပြီးလိုက်မယ် video ကြာကျွန်တော် browse ကိုနေမယ် အဲဘေးကကျွန်တော်ရှိတ်ဖိုင်တွတ်စိတ်မဲ့ပူလာကိုကျွန်တော်ဒီမှာရွေးပေးရမှာဖြစ်ပါတယ်ကိုတွတ်စိတ်ခြင်းနဲ့နေရာကိုကျွန်တော်ရွေးပေးရမှာဖြစ်တယ် desktop မှာကျွန်တော် desktop ကိုတွားလိုက်မယ်ပြီးရင် new folder ထဲမှာကျွန်တော်ဒီရှိတ်ဖိုင်ကိုတွားမှာစိတ်မှာဖြစ်တဲ့အတွက်ကို okay ပေးလိုက်မယ်ပြီးရင် apply ကိုနှိပ်မယ်ပြီးရင်ကျွန်တော် okay ကိုနှိပ်မယ်ပြီးရင် close ကို off လိုက်မယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ရှိတ်ဖိုင်ကိုစိတ်ခြင်းနဲ့ကျွန်တော်ဖိုင်ထဲမှာရမရောက်ကိုကျွန်တော်ဒီကိုကြည့်ဖြစ်ပါတယ် ော်ညဖူရတယ်မှာခုနကကျွန်တော်ဆေးလိုက်တာဖြစ်တယ်ဟုတ်ပြီနော်ဒါရှိတ်ဖိုင်နေနေဒီမှာခုနဖိုင်ပေါ့နော်ဒီမှာလာအမရောက်ရှိနေအောင်တွေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ရောက်တွားပြီဆိုရင်ကျွန်တော်ဒီဒီဂျီအိုမီယာဖိုင်မှာဒီ layer တွေကိုကျွန်တော် core team မှာဖြစ်တဲ့အတွက်ကိုရှိတ်ဖိုင် core team မှာဖြစ်တဲ့အတွက်ကိုဒီဂျီအိုမီယာဖိုင်ကိုကျွန်တော်ဖွင့်လိုက်မှာဒီဂျီအိုမီယာဖိုင် ဟုတ်ပြီနော်ဒါဒါကြတော့ဗာလေးရာမှမရှိဘူးပေါ့နော်အလွတ်ပေါ့နော်ခုနအရှိုးထုတ်လိုက်တဲ့ရှိပိုင်းကိုဒီမှာ inbox အနေနဲ့ကျွန်တော်ပြန်လဲခေါ်တင်မှာဖြစ်တဲ့အတွက်ကိုခုန manage data ပဲတွားမယ် bin warehouse ကိုတွားမယ် a new warehouse ကိုနှိပ်မယ်အပြီးရကြရင် new ကိုပဲနှိပ်မယ်နော်ဘောက်ကြလိုက် new warehouse ကိုနှိပ်ရှင်ဘောက်ကြလိုက် new နှိပ်မယ် ပြီးတော့ချိတ်ဖိုင်ပရိုတင်မှာဖြစ်တဲ့အတွက်ကိုကျွန်တော် SPU ပေါ့နော် SPU ဒီမှာ connection တိုက်မှာကျတော့ SPU ကိုယူရမှာဖြစ်တယ်ပြီးရင်ဒီ process နှစ်ခုတွေ့ရမှာပေါ့နော်ဒီပထမဆုံး flora ချိတ်ဖိုင်ရှိမဲ့ flora ကိုကျွန်တော်တက်မှတ်ပေးရမှာဖြစ်တဲ့အတွက်ကိုကျွန်တော် browse ကိုနှိပ်မယ်ပြီးရင် desktop ကိုနှိပ်ပြီးခုနကကျွန်တော် new ရမှာ new flora ထဲမှာထားရထားရတာဖြစ်တဲ့အတွက်ကိုကျွန်တော် new flora ကိုနှိပ်ပြီးရင်ကျွန်တော် okay ပြလိုက်မယ်နော် အပြီးတော့ကြာရင်ဒီမှာ warehouse connection file ကိုကျွန်တော်ပြောတွဲပြီးတော့ပြန်တက်မှာဖြစ်တယ်အ browse ကိုနှိပ်မယ်ဟုတ်ပြီနော်ဒီမှာခုနက browse ကိုနှိပ်မယ်ဟာကိုကျွန်တော် open ဖွင့်လိုက်မယ်အပြီးတော့ကြာရင်ကျွန်တော် okay ပြလိုက်မယ်နော်ဟုတ်ပြီနော် as view connection 1ဆိုမှဒီမှာတခုတိုးလာတာကိုအားတွေ့ရမှာဖြစ်ပါတယ် အစူကနဆိုမဆိုတာဒီလိုရမှာအလိုရမှာတဲ့ပြီးရင် close ကိုပဲကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုတော့ကျွန်တော်တို့ဒီချက်ချင်းတော့ဒီမှာလေယာမကြလာသေးဘူးเนาะအဲ့ကကြတော့ကျွန်တော်တို့ဘယ်ထဲကနေကျွန်တော် export ပြန် coding ရမလဲဆိုရင်ကျွန်တော်တို့အဆင့်နောက်တစ်ဆင့်အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော် upload to future classes ဒါကိုနှိပ်မယ် အပြီးတဲ့ကြရင်ကျွန်တော်ဒီမှာပေါက်ကြရမယ် over the future class ပေါက်ကြရမယ်ပြီးတဲ့ကြရင်လုံးဝ s view condition ခုနကကျွန်တော် show လုပ်ထားတဲ့ shape တိုင်းကိုကျွန်တော် plus sign နဲ့လိုက်မယ်ပြီးရင်ဒီမှာနော်ခုနလေးရတွေးရမယ်ခုနကျွန်တော်တုတ်လိုက်တဲ့ export ထုတ်လိုက်တဲ့ export ထုတ်လိုက်တဲ့ shape တိုင်းလေးရကိုကျွန်တော်ဒီမှာတွေးရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာ plus ကိုနိုင်လိုက်ပေါ့ဒီမှာ marking ပေးလိုက်မယ်နော် sign နဲ့ marking ပေးလိုက်မယ်ပြီးတဲ့ကြရင်ကျွန်တော်ပြန်ဒီမှာပြန်ပြလိုက်မယ်ပြီးတဲ့ကြရင်ကျွန်တော် ဒီမှာကျတော့ဒီ map ပဲပေါ့နော် PN okay ကိုကျွန်တော်ရမယ် PN yes ကိုနှိပ်လိုက် PN ကျွန်တော် okay ပဲနှိပ်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုတော့ကျွန်တော်ခုန layer ကိုကျွန်တော်ဒီမှာကြည့်ရင်လည်း layer ကိုဒီမှာထုတ်ထားတဲ့ layer ကိုကျွန်တော် import ထုတ်ပြီးတော့ import import လုပ်ပြီးတော့ဒီမှာကြည့်လို့ရပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါနည်းနည်းချိန်ကြီးနေဆိုတော့နည်းချိန်နေလိုက်နည်းချိန်နေပြီးမှနည်းနည်းချိန်နေပြီးမှ ကျွန်တော်တို့ line dice တွေပါတယ်ကျွန်တော်ချိန်လို့ရမှာဖြစ်ပါတယ် color ထည့်မယ်ပြီးရင် wish အထူးပါပါနော်ပြီးရင် okay ပေးလိုက်ဒါလေးကိုကျွန်တော်ဆွဲရတဲ့ဟာလေးလေးရောကျွန်တော်ဒီမှာထည့်တွင်းပြီးတော့အတုံးပြလို့ရပြီပေါ့နော်ဟုတ်ကဲ့ပါဒါလေးကိုကျွန်တော်လာရပြီးတော့ပြပြပေးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးကိုကျွန်တော်လာရပြီးတော့ပြပြပေးဖြစ်ပါတယ်